ိတိတော်၎င်းပုရိသောဝအမျိုးသားတိတော်၎င်းအကောတနောပြည့်ထွက်လိမရှိသည်ဟောတိဖြစ်အနုပါယတာဘဟုလောယံညောဖွဲ့မှုမြတ်ပြတိဝါပန်းကြောင်းကြမှုမြတ်ပြတိဟောတိဖြစ်စိတ်ထဲမှာဒေါသရဲ့လို့ဖြစ်လာပြီဆိုရင်ပူပန်မှုလေးတွေဝင်လာတယ်ဒီပုဂ္ဂိုလ်ကြည့်လိုက်တဲ့အခါကျတော့ဒေါသမဖြစ်ဘူးပူပန်မှုလည်းမရှိဘူး ဘုံမြောတောသမန္တနာဖြစ်သည်စေတိနာကုပ္ပတိနာပြပိစေတိနာပတိထိယတိနာကောပိသတောတိသအပိစယေသဘတုကရောတိဘုံပြီးများစွာတော်လည်းပဲဟုတ်တော်သောသုအတ္တိသမန္တဖြစ်ပေါ်လတ်တော်နာဖြစ်သည်စေတိစိတ်ထဲနဲ့အညိကရွေမနေငါကိုပြောရကောင်းလားဟုတ်ရဲ့စိတ်ထဲနဲ့အညိကမှုမရှိနာကုပ္ပတိစိတ်မဆိုးနာပြပိစေတိဖောက်ပြန်တဲ့စိတ်အမူအရာမရှိ နပတိထေတိယညောဖွဲ့မှုမရှိပေကောပင်စအမျက်ကိုလကဒေါသင်စဒေါသတရားကိုလကအပိစေယံစမထက်တဲ့မှုကိုလကနပတုကရတိထင်ရှားမပြပေစိတ်ထဲမှာနင်းနေမခံနိုင်နေလေလို့ဒုသရဘတိအောင်ထုတ်ဖော်ပြီးပြောမှုပြမှုမရှိဘူးဘလောက်ပဲပြောပြောပြောကျင်တာပြောပါလေသူပြောတဲ့သူကံပဲကိုပြုတာကကိုကံပဲသူပြုတာကသူကံပဲလို့ဒီလိုကံကရဲ့အကျိုးကိုနှလုံးသွင်းပြတဲ့သူကဘုရောကောင်းတရားကိုနှလုံးသွင်းနိုင်တယ် ဒီနေရာမှာအမြတ်မထဘူးဆိုတာကတော့အထက်တဖြစ်ဥဒရာအမျိုးကောင်းသမီးတို့ကဲ့သို့မေတ္တာဇံကိုဝင်စားနိုင်တဲ့စိတ်ထားတွေကအထွတ်တွေလိုရောက်နေတဲ့စိတ်ထားမျိုးပဲဒါဖက်သားပုဂ္ဂိုလ်ကဘယ်လိုပဲပြောချင်တာပြောပါစေပြုလုပ်ချင်တာပြုလုပ်ပါစေမိမိကသောတော်ဘာတွေအပေါ်နဲ့ဖြန့်ကျက်ပြီးတော့မေတ္တာဇံညဝင်စားနေနိုင်မယ်ဆိုရင်သူမေတ္တာဇံဝင်စားနေတဲ့ပုဂ္ဂိုလ်ရဲ့ညနာအနေထားကိုထိုးချင်ခံမှကြည့်ကြည့်ပါ အယုဆိုးတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းဖြစ်ပါစေမေတ္တာကြောင့်ဝင်စားနေတဲ့အချိန်ကမှတဏှိတဖို့အားဖြင့်ကြည့်ရှုလို့အမတန်ကောင်းနေတဲ့အမျိုးကောင်းသားမျိုးကောင်းသမီးဖြစ်နေတတ်ပါရဲ့ကံဒီကိုထူထောင်ခြင်းအချိန်ကတုန်းကတဖက်သားအပေါ်မှာအမတန်ကြီးမားတဲ့မေတ္တာကရုဏာတတ်တည်နဲ့ထူထောင်နေတဲ့ကံဖြစ်ခြင်းကြောင့်ဒီကံကအကျိုးပေးတဲ့အချိန်ကမှမဖြစ်မလဲဗောတိနာကမိနာဧဝံတမတိနာဧဝံတမအဒိင္နာကာယတဗိဒါပရမရဏသုတတေတကလောကဥပပိစ္စတိ ယောဤသောသမထေနပြည့်ပြည့်စုံစုံပြည့်ကျင်၍ထာသောယောဤသောသမထေနနပြည့်ပြည့်စုံစုံဆောက်တည်၍ထာသောဒီနာကမေနထောကုတုကံကြောင့်ကာယတကုခန္ဓာဤဗေဒပြည့်စည်ခြင်းကြောင့်ပရမန္နာသုတိပြည့်ပြည့်လုံးဒီမနောက်ကလ၌သူပြတဲ့ကဘုပြုသူသူစိတ်တော်မှတို့ဤလာရောရဖြစ်သောတက္ကံလောကနတ်ပြည်လောကတို့ဥပါပိစတိပရိတန်ဤအဖြင့်တက်ရောက်ရပြီ။ဒီနေရာမှာတော့အကယ်၍မြတ်တာဇံရရှိခဲ့မယ်ဆိုရင်တော့ဒီမြတ်တာဇံကြီးကတော့ ဒီမပြီလို့ခေါ်ဆိုအပ်တဲ့နတ်ပြည်နတ်လောကကိုပို့ဆောင်ပေးမှဖြစ်။နောစီကာယတဗေဒပရမရဏဒုက္ခတိန်တကံလောကဥပပိစတိတသေမနုဿတအကိစတိယထယထပိစ္ဆကယတိပါတာတိကိုဟောတိပါတာတဏိကတောင်းတိကဧတမနဝပฏิဘဒယတိတဧကောတနဟောတိအနုပယကဘဟုလောဘဟုံပိဟောတောသမနောနာဖိပိစတိနာကုပ္ပတိနာပြပိစတိနာပฏิသိယတိ နာကောပိသတောတိသအပိစိယံသဘာတုကရောတိမနဝတကရောသူဘလုလင်ကာယတကုခန္ဓာဤပိတပျက်စီခြင်းကြောင့်ဗြဟ္မရဏသုတိပြွှေတိလုံဤမှနောက်ကလ၌သူကတေကောဖို့ပြုသူသူဆိုင်ဓမ္မတို့ရဲ့လရရာဖြစ်သောဘဂံလောကနပြိလောကတောတနောစီဥပပိစတိအကြေမကရောက်ရသည်ဖြင့်ညာအံနတ်ပြိမရောက်ဘူးသား ဒီမေတ္တာဇန်ကြီးရဲ့စွမ်းအံ့ကြောင့်မြမပြေမြောက်ဖို့ပဲဒါပါစီမနုဿတအာဇိစရိမေတ္တာဇန်ရဲ့အရှင်ဘိုင်းမှာဖြစ်ပေါ်နေတဲ့မေတ္တာဇန်ပွားနေတဲ့ကုသိုလ်စိတ်စေတနာတွေလည်းရှိမောဟစရကုသိုလ်စိတ်စေတနာတွေမေတ္တာဇန်ကိုပွားများပြီးတဲ့နောက်နောက်ပိုင်းမှာတရားရီအပေါ်နဲ့ထားရှိတဲ့မေတ္တာနဲ့ရှင်နေတဲ့မောဟစရကုသိုလ်စိတ်စေတနာတွေရှိအဲ့ဒီစိတ်စေတနာတွေကလူ့ပြည်လူလောကကိုမြောက်အောင်ပို့ဆောင်ပေးနိုင်တဲ့စွမ်းအားရှိမေတ္တာဇန်ကြီးကတော့မြမကြီးကိုရောက်အောင်ပို့ဆောင်ပေးနိုင်တယ် အကြိမ်ဗိမာန်ဒီကိုမရောက်ဘူးသားလူပြည်လူလောကကိုပြန်ပြီးတော့ရောက်ရှိလာခဲ့မယ်ဆိုရင်ဘာဖြစ်မလဲယထာယထာအချင်းအချင်းအမျိုးအနွယ်နဲ့ပိဿကယတိပရိသဏီအဖြစ်ဖြစ်ပေါ်လာရ၏တန်ထတန်ထထို့တို့အမျိုးအနွယ်၌ဘာသာဒီကိုကြည်ညိုဝယ်ရှိသည်ဟောသည့်ဖြစ်၏ဘာသာဒီကတောင်းတိကဧတမနဝပတိပရာယတိတံဧကောတနဟောသည့်အနုဘယတဘဟုလော ဂုံပြောတော်တမနနာပိသိစတိနဂုံပတိနဗျာပိစတိနပရိပိယတိနဂောပိသတောသင်္ဆာအပိသင်္ဆာပါတုကရောတိဒါကြတော့သူ့ဘလူနေကြီးညိုပဲဂုံကိုဆောင်းနိုင်တဲ့ဥပရိတံပတိရုပ်ရင်နဲ့ပြည်စုံခြင်းတိဒါဟအကျင့်တခုပဲဗာအကျင့်လဲဒေါသမကြည့်ခြင်းအမြဲဒေါသမကြည့်ခြင်းဘလောက်ပဲသူများတွေကပြောချင်းပြောပါစေဘယ်တော့မှစိတ်မဆိုးဘူးဘယ်တော့မှစိတ်ဖောက်ပြန်တဲ့အမှုရာကိုမပြဘူးဘယ်တော့မှညံ့ညို့မထားဘူး အမျက်ကိုလည်းထင်ရှားဘယ်တော့မှမပြဘူးဒေါသကိုလည်းထင်ဘယ်တော့မှထင်ရှားမပြဘူးမကျင်နဲ့ချက်တွေကိုလည်းဘယ်တော့မှထင်ရှားမပြဘူးအဲ့ဒီလိုမပြခြင်းဆိုတဲ့ကျင့်ဝတ်ပฏิပတ်ပြီးကြီးညိုပဲဂုံကိုဆောင်းနိုင်နဲ့အမတန်ချုံးမော်လှပ်ပါတဲ့ဥပရိတန်ပတ်တည်ခေါ်တဲ့ရုပ်ရည်နဲ့ပြည့်စုံဖို့ရအကြောင်းတစ်ခုကျင့်ဝတ်တစ်ခုဖြစ်တယ်လို့ညွှန်ကြားပြခေါ်ထားတယ်